ဟယ်လိုအားလုံးမင်္ဂလာပါဘာစပေါ်နေဖြစ်နေကြိုးစားပါတယ်အခုတစားပေးချင်တာကချိုးတွေမန်ချက်စတာစီးတီးရဲ့ကနဝင်ခုနကသားမကြီးကေဗင်ဒိုင်းနာဆိုရင်တော့ဒီဘက်ရဆိုရင်တော့ယာတိကုံမာသူအတင်းငယ်လမ်းခွဲမှာဆွဲကြော်ရမို့ဒီဘက်နာနေရာကိုမန်ချက်စတာစီးတီးဘယ်လိုရစားထုတ်မလဲဘယ်လိုတွေကဒီဘက်နာနေရာကိုအတင်းတော်လဲလက်ရှိဈေးကွက်မှာမန်စီးတီးကဘယ်လိုတွေကိုခေါ်ဖို့စဉ်းစားလဲဆိုရင်ကျောင်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီတိုင်းမဲ့တို့ဒါ TRA မှာ TRA ပြည့်ချိန်မှာကေဗင်ဒိုင်းနာကတော့မန်စီးတီးကနေခေါင်းလေးမြောက် ကနေဝင်တူလို့သူထွက်ခွာသွားပြီးဒီကတော့ပရီးမီးယားလိဂ်တင်မှာသူက sorry ဒီမန်စီးတီးတင်မှာပရီးမီးယားလိဂ်ရဲ့ကနေဝင်တူဖြစ်တဲ့သူဒီကောင်းမွန်စွာသူရအမတန်ကောင်းများစွာနဲ့ကျွန်တော်ကြီးထွက်ခွာတော့မယ်ပြောချင်တာကဒီဝန်နာရဲ့ကွန်းလေအကွက်လက်အဖြစ်ကိုမန်စီးတီးပုတ်ဖွဲ့ဒါအတစ်ရောက်လာမယ်ဒါပီဟင်နာပီဟိုနာဆိုတဲ့ကျွန်တော်တွေအားစားတိုက်တာအတစ်တို့ဘယ်လိုမျိုးဒီခွက်လက်ကိုဖြစ်တင်မလဲလက်ရှိဈေးကွက်ထဲမှာထွက်လာတဲ့လူတွေကတော့ဒီလိုပါခုစင်ကာပရိုဒန်ကွေးကတော့တရင်အကြီးဆုံးဖြစ်တယ် Florian ဝတ်ရှိတယ်။နောက်ပြီးတော့ဒါခုဆိုရင်နောက်တက်လာတာကတော့ဒီ Nottingham Forest ရဲ့အင်္ဂလန်ခုနကကမှ Kiss White ဆိုတဲ့ Morgan Gilwise ဆိုတဲ့ဒါခုနကကမှတက်ရောက်လည်းရှိတယ်။တူလူနှစ်ယောက်ကတော့လက်ရှိဒီရနာနေရာကိုအထူးသဖြင့်တော့ဒါဒီနေရာကို Man City ခေါ်ဖို့စိတ်ဝင်စားဖို့ကတော့ရည်ရင်အမြင့်ဆုံးနှစ်ယောက်ပဲဗျာ။ကျတော့ Jam ဘိုင်ယန်မြစ်ကမူစီယလာကိုအစားအိမ်မှာစိတ်ဝင်စားနေတယ်။ပူစီယလာကဘိုင်ယန်ရဲ့ဒီစာချုပ်တန်းကတဘောတူညီမှုရတော့ကျတော့မူစီယလာကို Man City ဒီယူရိုထဲမှာမရှိတော့ဘူး။ ကေဝိုက်တာကေဝိုက်ရောက်လာမလားဖော်ရန်ဝိရောက်လာမလားဆိုတော့ဒီကျွန်တော်တို့ယာတီကုံမာမစီရဲ့ပုံဖွဲ့ကဘယ်လိုဖြည့်ရှင်းမလဲဆိုတော့စောင့်ကြည့်ရမယ်ဒီဘန်နာလို့တကယ်ကို special access skin တယောက်နေရာကိုတိုက်ရအစားထိုးရတော့သူ့လောက်တည်းရတော့ကောင်းမှာပေါ့ဗျမယ်ဒီသူ့ရဲ့ထန်တီးမှုပိုင်းနေရာကိုဖိုတန်တို့ဒါကွန်းရဲ့အားမလေးဖိုတန်တို့ခုဖိုရန်ဝိတို့ဒီခေါင်းလေးကိုခေါ်ပြီးတော့ဒါခန်တီးမှုကိုညှပြီးတော့လုတ်ပေးတိုက်စစ်ကိုညှပြီးတော့လုတ်နိုင်ရရှိကောင်းနေကိုပေးမလာတော့မို့တကယ်ကို စပယ်ရှယ်ကောင်တရားကိုခေါ်မလားဆိုတော့မန်စီးတီးတို့ဒါလက်ရှိဈေးကွက်ထဲမှာလို့ရှာခွေရမယ်တကယ်လည်းမန်စီးတီးတီးကြတွေမှာကတော့ကွန်းလေကဘန်နူပိုင်းကအရန်အားနေနေရောက်တွေ့ရတယ်ကွန်းလေနေတော့လို့ပို့ဖို့ဗျာတိုက်စိတ်ပိုင်းကလည်းအားနေတယ်နောက်တန်းကလည်းနည်းနည်းလေးအချိန်လေးဆိုးနေရဲ့အဲဒါကြောင့်ဒီဒီဘိုင်းနားနေရာကိုဒီဘိုင်းနားထွက်ကွာသွားရင်ဘယ်လိုလဲအစားထိုးမလဲဆိုတော့ကျော်ဒီဂျာရီကုံကတော့မန်စီးတီးရဲ့စတိုင်ကဘာလဲဆိုတော့သူ့နာမည်ကြီးတဲ့ကောင်လေးကိုဒါခေါ်လာကခုနောက်ပိုင်းဒီမှာဆိုရင်နည်းနည်းလေးတော့ဒါခက်ရှားရှားပဲဗျာ ဟိုဒီဘက်ထဲမှာဒီဘက်မဖွင့်ခင်ဘက်ကမှာဟိုခေါ်ဖို့ချိန်ဝင်နေတဲ့ကောင်လေးအများကြီးရှိရဗျာအတို့ခေါ်ပြို့ခေါ်မြဲဒါပေမဲ့တကယ်ခေါ်လိုက်ကခေါ်တဲ့ကောင်ကျတော့ဟိုဈေးကွက်နာနေမှာတို့ဒီဈေးကွက်အဖွင့်မှာအခုပဲအတန်ထွက်တယ်မကြခင်မှာစီးခေါ်တယ်ဒီကိုမမမွေးဆိုလဲတကယ်ဇန်နဝါရီမှာ ထွက်ထွက်ချင်းသူခေါ်လိုက်တယ်ဗျာအစားရမှာခေါ်မယ်တက်စစ်တွေသူရောက်မှာမခေါ်ဘူးနီကိုကွန်ဇားလက်လည်းအတူတူပဲနီကိုကွန်ဇားရဲ့နေရာကိုစူပီမန်းကြီးခေါ်မှလို့ပေါ့တကယ်ခေါ်ကြတော့နီကိုကွန်ဇားလက်ကိုပဲခေါ်ရတယ်ဒါကြောင့်မာစတီဘုတ်ဖွဲ့လှုပ်ဆောင်မှုတွေကတော့ဒါကြိုးတွေတရမထဲတော့မှတ်လို့မရဘူးဟူဘော်ဒီယန်ဝစ်ကိုခေါ်ပြီးတော့တခြားကားမားတယောက်ကိုလည်းပြသွားနိုင်တာပဲပရိုဒန်ယုကိုပရိုဒီယန်ဝစ်ကိုဒါကြိုးတွေအပေါ်ရန်ပြပြီးတော့နောက်ကိုရလှုပ်ဆောင်မှုတွေလည်းအများရှိသွားနိုင်တာပဲအပြီးတော့ယမ်ပရိတ်က ဒါကာမဘင်ကားကိုလည်းမက်ဆီကစိတ်ဝင်စားတယ်ဆိုပြီးလည်းပြောထားတယ်ဒါပေမဲ့ကာမဘင်ကားကိုခေါ်ဖို့အရန်ခက်ခဲ့တယ်ဗျာကာမဘင်ကားလို့တကယ်ကိုဆိုဆိုရကိုယ်လည်းကဒါမှတရားကိုရမ်မရစ်ကလည်းကျွန်တော်တို့လွယ်လွယ်နဲ့မရောချရလို့ကာမကလည်းရမ်မရစ်ကိုတင်းကြီးလို့အတင်းကိုစွန့်ခွာပြီးတော့မက်ဆီကိုပြောင်းဖို့ကလည်းဖြစ်နိုင်အောင်ဗျာဖြစ်နေတာကကျင့်နေတာကကျွန်တော်အာဒါဂူလာကိုမက်ဆီကခေါ်ခြင်းပေမဲ့အာဒါဂူလာကလည်းရမ်မရစ်မှာနေနေရမ်မရစ်ကလည်းအာလာကူလာကိုအကြောင်းချဖို့ကတော့မဖြစ်နိုင်ဘူးဒါပေမဲ့ရမ်မရစ်ကကာမာလီကတော့မက်ဒီစီစဝင်စားစီရတော့ မရှိပါဘူး။အဲကြောင့်အခုဆိုရင် Florian Wirt နဲ့ Kyle Wright Florian Wirt ကတော့ကျွန်တော်တို့ Liverpool မှာသူတက်တည်ပြထားတယ်အများကြီးရှိပြီ။ဒါမှမဟုတ် Liverpool ရဲ့တကယ် main player တယောက်။ဒါပေမဲ့သူ့ရဲ့ style ကသူ့ German Lumini style ကသူဒီတခြား club တွေကိုတွားဖို့ထဲဒီ Japan Munich ကိုပဲသူ Florian Wirt တွားခြင်းတယ်။ Florian Wirt မှာ Florian Wirt ကသူ Germany အသင်းပေါ်ဖြစ်တဲ့ Musiala နဲ့သူ ဘိုင်ယံနဲ့မှာသူတွဲကစားကျင်တယ်ဆိုပြီးတော့လေမီဒီယာတွေကဖော်ပြထားကြတော့ဝိတ်ကိုခေါ်ဝိတ်ကိုခေါ်ဖို့ဆိုရင်မန်စီးတီးဒီစားမားကိုလည်းစီယုံရမယ်ထူးပြီးတော့လီဗာပူးစင်ပြောင်းရွှေ့ရဲ့အပြောင်းရွှေ့ကြီးကိုလည်းဒါပေးရမယ်ဒီထူးပြီးတော့ကစားမားကိုကျတို့စီယုံနိုင်မယ်ဆိုရင်တော့ပို့ပြီးအဆင်ပြေလေပြတောင်းဖြူကြီးကတော့တကြီးမများနေပေမဲ့အနည်းဆုံးတန်းတရာကျော်150လောက်တော့ပေးရမယ်တန်တရာ50အထိဆိုရင်လည်းမန်စီးတီးခိုးဖို့ကလည်းနောက်ဆုံးတွဲလက်ရှိမန်စီးတီးဒီဝီဂျီထရီဒါနေတဲ့စတိုင်ဆိုတော့မန်စီးတီးကအလောက်အများကြီးလည်း ခေါ်ခြင်းမှာခေါ်မယ်ဒါကြောင့်မို့ဖိုလန်ရစ်ကိုမခေါ်ဘဲနဲ့ဒီကျွန်တော်တို့အင်္ဂလန်ဒါဖြစ်တဲ့ Q White ကိုခေါ်ရမလား Q White ကတော့လက်ရှိဟိုမှာကွန်းလယ်မှာတောက်ပနေတယ်ဖိုလန်နဲ့တူတောက်ပနေတဲ့ Q White ကို Man City ဟာအခုစိတ်ဝင်စားနေတယ် Q White ကတော့တခြားအသင်းတွေစိတ်ဝင်စားရပြားသူတို့ပြင်တော့ Q White နဲ့ဖိုလန်ရစ်ကို Man City ကစိတ်ဝင်စားရဟန်ပြရမယ်တခြားနောက်ွယ်မှာလှုပ်ရှားမှုတွေလည်းအများကြီးရှိနေပါတယ်ဒါတော့ဒီဘက်နားနေရာကိုအစားထိုးမယ်လမ်းမတွေကိုဒါဒီဘက်နားနေရာကို အစားထိုးဖို့ထရပ်ပလာလေကလာမတွေကိုတက်ဆက်ပေးတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်